အားလုံးပဲမင်္ဂလာပါ Soccer House ကနေကြိုဆိုလိုက်ပါရစေအခုတင်ဆက်ပေးကြတာကတော့ Brazilian Grand Prix Review ပဲဖြစ်ပါတယ် Brazil Grand Prix မှာစစ်လို့ရှားစီရဒရမာတွေနဲ့ပြည့်နှက်ခဲ့ပြီးတော့ Sprint မှာရော Qualifying မှာရော Main Race မှာရောယတအဆုံကိုခံစားခဲ့ရတယ် Sprint မှာက Oscar Piastri ရဲ့ကားတိုက်မှုဖြစ်ခဲ့တယ်လို့ Qualifying မှာကျတော့လုံးဝ Major Incident ကြီးဖြစ်တဲ့ Verstappen Q1 ကနေထွက်ခွာခဲ့ရတာဖြစ်ပါတယ် Main Race မှာလည်းတကယ်ကို စိတ်ဝင်စားမှုကောင်းတဲ့ဒီမောင်းနှင်မှုတွေကိုမြင်တွေ့ခဲ့ရပြီးတော့ Verstappen ဟာ pit ထဲကနေ subtract ခဲ့ပေမဲ့လေ podium ဝင်အောင်ဆွမ်းဆောင်နိုင်ခဲ့တယ်ဒီပွဲကိုအနိုင်ရရှိခဲ့တာတော့ Lando Norris ဖြစ်ပြီးတော့ sprint မှာလည်းအနိုင်ရရှိခဲ့တယ် qualifying မှာလည်း pole position ရခဲ့တယ်ပွဲနေ့မှာလည်းအကောင်းဆုံးဦးဆောင်ပြီးတော့သူ့အတွက်အမှတ်ပြည့်ရယူနိုင်ခဲ့ရတ္တပတ်ဖြစ်လာခဲ့တယ်ဒီအတွက် Lando Norris ရဲ့ lesson ကိုလည်းအထူးကြီးကျူးရမယ်ဒါအပြင် လန်ဒိုနော်ရစ်ရဲ့ last one အပြင်ပေါ့နော်ဒီလောက pit lane start ကနေစတင်ခဲ့တဲ့ first lap ဟာလေ podium ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပြီးတော့ဒါကလည်းသမိုင်းဝင်စွမ်းဆောင်ရတဲ့ခုဖြစ်တယ်2024 Brazil Grand Prix မှာလေ back of the grid ကနေရှင်ပြိုင်ခဲ့ရပြင်မဲ့ဒါ တိုင်ပွဲကိုအနိုင်ရရှိအောင် Verstappen မောင်းနှင်နိုင်ခဲ့တယ်လို့ဒီအပတ်မှာလည်းဒီတစ်ခေါက်မှာလည်းအကောင်ဆုံးစွမ်းဆောင်ရည်ပြတာခဲ့တာဖြစ်တယ်ပေါ့လေအဲ့တော့ဒီအပတ်ရဲ့စိတ်လှရှားစရာတွေက Sprint Race မှာစတင်ခဲ့တယ်ပေါ့နော်အဲ့တော့ Sprint Qualifying မှာတော့ဒီ Lando တို့ဒါ Pole Position ရခဲ့တယ်ပေါ့နော်အဲ့တော့ဒီ Sprint မှာ ရင်ဆိုင်တဲ့အခါမှာမိုးအနှင်းငယ်ရွာထားတာလေးရှိတယ်။မိုးအနှင်းငယ်ရွာထားတာလေးရှိတဲ့အတော့ဒီလမ်းပေါ်မှာပေါ့နော်ရေလေးတွေရှိတာပေါ့။အဲ့တော့ဒီဟာကပွဲကိုအဆုံးဖြတ်ပေးသွားတဲ့အရာတစ်ခုဖြစ်ခဲ့တယ်။အဲ့တော့ Brazil Grand Prix ဆိုတာကမိုးနဲ့ဘယ်တော့မှမကင်းတဲ့ပြိုင်ပွဲတစ်ခုဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ November လမှာကျင်းပတာဖြစ်ပြီးတော့ November လဆိုတာက Brazil ရဲ့မိုးရာသီအဝင်ဖြစ်တယ်။ဒါကြောင့်မလို့ဒီလိုမျိုးဒီရာသီဥတုကြမ်းတမ်းတဲ့အနေအထားမျိုးမိုးဟာအချိန်မရွေးကြာနိုင်တဲ့အနေအထားမျိုးရှိတယ်။ပြီးတော့ မိုးကတစ်ခါတလေကျရင်ရွာနိုင်မယ်ဆိုတဲ့ခက်မှန်းချက်မထုတ်ထားတာလောက်မှာရုတ်တရက်ရွာလာတာမျိုးရှိရဲ့တချို့အခြေအနေတွေမှာကွင်းရဲ့တချမ်းမှာဆိုပြီးကွင်းရဲ့တချမ်းမှာ၆နေရာမျိုးရှိတယ်ပြီးတော့လေရဲ့လာတဲ့ပုံစံတွေကလည်းဒီရာသီဥတုကြမ်းတမ်းပြီးရာသီဥတုအပြောင်းလဲများတဲ့နေရာတစ်ခုမှာရှိနေတာဖြစ်တဲ့အတွက်ဒီ soft flow ရဲ့ interlago circuit ဟာအင်မတန်မာယာများတဲ့ circuit တစ်ခုဖြစ်တယ်တမိုင်းမှာလည်းအရန်ကြော်ကြားပြီးတော့ဒီဘရာဇီးလရဲ့ကနဝင်ကစားသမား F1 ရဲ့ကနဝင်ကစားသမား Ayrton Senna ရဲ့ဒီလက်စွမ်းပြခဲ့တဲ့ ကွင်းလို့လည်းကျွန်တော်တို့ပြောလို့ရတယ်ဒါကြောင့်မလို့10 1 2 3ကဒီစန္ဒနာမည်ကိုပေးထားတာပေါ့နော်စန္ဒာ10 1 2 3 S ပေါ့လေ S ပုံစံဒီ10လေးပါအဲ့တော့အဲ့ဒီ10လေးကလည်း F1 ရဲ့စိတ်ဝင်စားဖို့အကောင်းဆုံး overtaking လုပ်ရတာရေကိုစိတ်လို့ရှာဖို့အကောင်းဆုံး10လေးဖြစ်တယ်ပေါ့နော်အဲ့တော့ Brazil Grand Prix ကတကယ်ကို historic Grand Prix ဖြစ်ခဲ့ပြီးတော့ဟိုသူနဲ့ပတ်သက်တဲ့အမတ်တရားပေါင်းများစွာရှိခဲ့တာပေါ့နော်အဲ့တော့အဲ့ဒီအမတ်တရားပေါင်းများစွာလေးမှာဒီနှစ်အဲဒီ driver တွေလည်းထပ်ပြီးတော့ဖြစ် 挺难给的，阿拉困难就那比较给多咯。Temperature 阿片，比如夏季温度阿片，你爱吹几片戴高音，比如你高音啊，Elevation 落好嘞，你咪在家里，咩阿哩啵咯？呃，诸多片，高音咪牛，咪牛是哪个的？淘宝超人啵嘛？对哇，这高音烧他了啵？侬高音烧他了，偏得阿多啊？在家居里里面，侬啊，富力不好布，你爱咪耳鸣无力的西，比如公司工作的耳鸣嘞，诸多片，这 Ten Twelve 个里，Restarts Ten Twenty 多阿哩耳鸣的嘛？对哇？F One A。 အမဆောက်ဆုံးဂုံးတွေရှိတဲ့ကွင်းတစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့ဒါကဒီကွင်းရဲ့စစ်လို့ရှားစရာကောင်းတဲ့အရာတွေအဲမလွယ်ကူပြီးတော့ tricky ဖြစ်တယ်ပြီးတော့ left hander ပေါ့နော်ဒီဟာက anti clockwise ကွင်းဖြစ်တယ်လို့ပြောရမှာ left hand ကွင်းတွေပိုများတဲ့ကွင်းပေါ့လေ left hand ကွင်း6ခုရှိတယ် right hand ကွင်း6ခုရှိတယ်စုစုပေါင်း10 15ခုရှိတယ်အဲ့တော့ဒီပွဲမှာကအဲဒီ sprint မှာပေါ့နော်တက်ရောက်ခဲ့တာကရှားတီဦးတို့ဖြစ်ခဲ့တယ်မိုးတွေအရန်ရပြီးမောင်းရတာဒုက္ခရောက်ခဲ့ရတော့မဟုတ်ဘူးမိုးက ပြိုင်နေတဲ့အချိန်မှာမရှိတော့ဘူးလို့ပြောလို့ရတယ်ဒါပေမဲ့ရေလေးတွေရှိနေတယ်ဒီပြိုင်လမ်းရဲ့ပြိုင်ပြိုင်ကွင်းပြေးလမ်းရဲ့ပေါ့နော်တစ်ဖက်တစ်ချက်ကတစ်ဖက်ကတော့ရေပိုနေမယ်တစ်ဖက်ကတော့များတယ်ပေါ့နော်ဒီအနေထားလေးရှိခဲ့တယ်အားလုံးဟာအကောင်းဆုံးစတင်နိုင်ကြတယ် Verstappen ကတော့တာထွက်ကလေးကဒီသူ့သူ့ရဲ့ဒီ grid position +1 ဖြစ်အောင်စွမ်းဆောင်နိုင်ခဲ့တယ်အလွန်ဆိုကိုကြော်တက်ပြီးတော့သူ့ရဲ့တာထွက်ကတော်တော်လေး aggressive ဖြစ်တယ်လို့ပြောလို့ရတယ်။ရှေ့ကစားသမားတွေလည်းကောင်းကြတယ်သူကလည်းသူတယောက်နဲ့တယောက်နဲ့ position change တော့မဖြစ်ခဲ့ဘူး။ ပြဿနာကဘယ်အချိန်မှာစဖြစ်လဲဆိုတော့ lab 6 or 7အဲ့ဒီဝန်းကျင်မှာဖြစ်သွားခဲ့တာပေါ့နော်။ဘာဖြစ်လဲဆိုတော့ဒီ title risk တော့အရင်အရေးပါနေတယ် title ပြိုင်ဘက်တွေဖြစ်တဲ့ဒါ Lando Norris, Oscar Piastri ဂျားထဲမှာ Antonelli ရှိတယ်။ Oscar Piastri ကကားတိုက်မိခဲ့တယ်လမ်းချော်သွားခဲ့တယ်ပေါ့နော်လမ်းချော်သွားပြီးတော့ပြန်ပွဲထွက်လိုက်ရတယ်ဒါကသူ့အတွက်နစ်နာတယ်ပေါ့နော်ဘာလို့လဲဆိုတော့ထွက်လိုက်ရရင်0ဖြစ်သွားပြီ Lando Norris ကဒီပြန်ပွဲကိုဒီ sprint မှာပိုဆွဲပြီဆိုရင်ရှစ်မှတ်ရပြီအဲ့တော့ +8 ဖြစ်သွားမယ်အနေအထားမျိုးဒါက PSC တို့အင်မတန်မှဝန်းနေဖို့ကောင်းတယ်ခြေခွဲဖို့ကောင်းတယ်ဖြစ်ရတခုဖြစ်ခဲ့တယ်ပေါ့နော်အဲ့တော့သူ့ရဲ့ဒီ driving ဆိုင်ရာဒီညံ့ပြင်းမှုလားဆိုအဲ့လိုတော့မဟုတ်ဘူးဒီ queen ကစိုးနေပြီးတော့သူတယောက်တည်းမဟုတ်ဘူးပေါ့တောက်လျှောက်ဆိုသလိုနောက်ပိုင်းမှာလည်းပြဿနာတွေတက်တာကိုကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်ပေါ့နော်အထူးသဖြင့်တော့ဒီနေရာမှာအဲဒီပြဿနာရှိတာက Lando Norris နဲ့သက်ဆိုင်နေတယ်ပေါ့လေအဲ့ဒါက Kimi Antonelli လည်းပြောခဲ့တယ်ဒီ race radio ထဲမှာရှေ့ရ Lando ကရှင်ဆုံးကသူကမောင်းတာဖြစ်တယ်ပေါ့နော်ရှင်ဆုံးကမောင်းတာဖြစ်ပြီးတော့သူကဘာလုပ်သွားလဲဆိုတော့ cups တွေရှိတယ်ဒီဒီပြိုင်ကွင်းရဲ့ဘေးအစွန်လေးမှာ cups လေးတွေပေါ့နော်အချိန်ထိန်းတဲ့ဟာလေးတွေအဲ့ cups လေးတွေမှာရေလေးတင်နေရရှိရဲ့လန်ဒိုကအဲ့ဒါကိုပုတ်ပြီးတော့မောင်းသွားလာအဲ့တော့ရေတွေကဖွာကနေလမ်းပေါ်ပြန်တက်လာတယ်ပေါ့နော်အဲ့တော့ तू ကမောင်းထွက်သွားပြီဖြစ်တဲ့အတွက်အဲ့ရေက तू နဲ့မဆိုင်တော့ဒါပေမဲ့နောက်ကမောင်းလာတဲ့ကစားသမားတွေတော့ဆိုင်တယ်ပေါ့နော်အဲ့တော့အန်တိုနီလီကအဲ့ဒါကိုပြောခဲ့တယ်ဒီပွဲကိုကျင်ညာနေတဲ့မာတင်ဘရန်ဒယ်ပေါ့နော်ဒါက तू က analyst ပေါ့ကို commentator analyst မာတင်ဘရန်ဒယ်ကလည်းဒီဖြစ်ရက်ကိုသူပြန်လဲသုံးသက်တာမျိုးကျွန်တော်တို့တွေ့ရတယ် အဲ့ရေတွေကြောင့်ပဲအဲဒီ Oscar Piastri လမ်းချော်ထွက်သွားတာလို့ပြောရလိမ့်မယ်ပေါ့နော်ဒါကဘောင်တွေကနေသူ့အနေနဲ့ဒါလုတ်သွားတာ maybe ကျွန်တော်တို့က Lando Norris စိတ်ထဲကိုမမြင်ရတဲ့အတွက်သူ့ကိုကျွန်တော်တို့ဘာမှတော့ပြောလို့မရဘူးပေါ့နော်ဒါပေမဲ့ရေတွေဖွာကနေဖြစ်ပြီးတော့ဒီလမ်းပေါ်မှာကြံခဲ့တဲ့ဖြစ်ရပ်ကိုတော့ Kimi Antonelli ရဲ့ကားပေါ်ကလည်းတေချာပေါက်မြင်ခဲ့ရတယ်သူ့ရေဒီယိုထဲမှာလည်းပြောသွားတယ်ပြီးတော့ဒီကားပေါ်ကရိုက်တဲ့ကင်မရာရှိတယ်ပေါ့နော်အဲ့တော့ဒီ player cam ကအနေထားနဲ့ကြည့်မယ်ဆိုရင်လည်း ဒီဖြစ်ရက်ကိုတင်ရှားစွာမြင်တွေ့ခဲ့ရတယ်ပေါ့လေအဲ့တော့ DIDI ဖြစ်ခဲ့တဲ့အတွက် Spring ကစိတ်လှုပ်ရှားစရာဖြစ်ရက်နဲ့ပြီးဆုံးခဲ့တယ် Lando Norris ကတော့အမှတ်ပြည့်ရှစ်မှတ်ကိုရယူနိုင်ခဲ့တယ် Verstappen ကလည်းဒါစိတ်လှုပ်ရှားဖို့ကောင်းအောင်မောင်းနေပြီးတော့ပေါ့နော်အသူနဲ့အလွန်ဆိုကြားကဒီ race restart မှာမောင်းနေပြန်ဆိုင်မှုတွေရင်ခုန်မှုကောင်းခဲ့တယ်အလွန်ဆိုကလိုက်ပြီးဒုက္ခပေးခဲ့တာကိုကျွန်တော်တို့မြင်တွေ့ရတယ်ပေါ့နော်နောက်ထပ်ကားတိုက်မှုလေးတွေလည်းဆက်ရှိတယ်အဲ့ဒါအနေထားရင်းနဲ့ပေါ့နော်အဲ့ကားလိုက်မှုလေးတွေမှာကြီးမားပြင်းထန်ခဲ့တာတော့ Bottle Lot 2ပေါ့နော် Brazil လူမျိုးကစားသမား သူ့ရဲ့ home race ဘော်ဒိုလက်တို့က 57G ရှိတဲ့ကားတိုင်းမှုကြီးဖြစ်ခဲ့တယ်။ကြောက်ဖို့လမ်းမှုကောင်းတယ်။ဒီနှစ်မှာတိတ်ပြီးမတွေ့ရတဲ့ကားတိုင်းမှုမျိုးတွေ့ွားနိုင်တယ်။လူတွေ့ွားနိုင်တဲ့ကားတိုင်းမှုမျိုးဖြစ်တယ်။ဒါပေမဲ့ F1 ရဲ့ safety အစီအစဉ်တွေအရင်ကောင်းတဲ့အတွက်အခုခေတ်မှာတော့ဘာမှမဖြစ်တော့ဘူး။ 57G ဆိုတာကအရင်များတဲ့ပမာဏဖြစ်တယ်။အဲ့တော့ဒီ Queen ကအဲ့ဒီ G-force ပြဿနာရှိတယ်ပေါ့နော်။ပြဿနာရှိရဲဆိုတာက left hand anti clockwise များတဲ့ क्वीन တိုင်း anti clockwise क्वीन ပေါ့နော် left hander များတဲ့ क्वीन တိုင်းမှာဒီပြဿနာရှိတယ်။ဘာလို့လဲဆိုတော့ driver အကုန်လုံးက g force ကိုအဲဒီဘယ်လိုပြောမလဲ။ကစားသမားအများစုကညာတန်လည်းဖြစ်ကြတယ်။ပြီးတော့ क्वीन အများစုက clockwise क्वीन တွေဖြစ်ကြတယ်။ညာဘက်ထန်းတွေပုံများတယ်ပေါ့နော်။အဲ့တော့ညာဘက်ထန်းနဲ့ဘယ်ဘက်ထန်းနဲ့မှာ g force ကျင်းကမတူဘူးပေါ့နော်။ 老们做的是了，宝们，你伢子那辈子宝龙跟伢子老，伢子伢来看嘛，伢不顾伢从警察这边子，还有做艾利夫主任看哪样的，他们那白白骨骨的副主任个，第一没看哪样么咯，第一没看哪样呢，看嘛，第二不艾利个发低过宝贝出来病的，所以就那个迈瑞斯嘛，他里头要没事的。 ကျွန်တော်ပြီးခဲ့တဲ့ပြိုင်ပွဲတွေတော့ဆိုရင်အပူချိန်ရဲ့အကြောင်းကိုပြောခဲ့တယ်ပေါ့နော်အပူချိန်ရဲ့အကြောင်းကိုပြောခဲ့ပြီဒီရာမှာကြတော့ဒီ queen ကမြန်လဲမြန်လဲ circuit တစ်ခုဖြစ်တယ်ပြီးတော့ left hander များတယ်အဲ့အခြေအနေမှာပါသွားဖြစ်တယ်ဆိုတော့ g force နဲ့ပတ်သက်တဲ့တက်ရောက်မှုအဲ့တက်ရောက်မှုကြောင့် fatigue ပေါ့ကစားသမားတွေရဲ့နွမ်းနယ်မှုပိုဖြစ်တယ်ပေါ့နော်ဒါကတော့အကြောင်းတိုက်ဆိုင်လို့တင်ပြချက်ဖြစ်တယ်အဲ့တော့ဘယ်လိုမျိုးလဲဆိုတော့ inertia g force g force ဆိုတာကကျွန်တော်တို့ဒီကမ္ဘာမြေကြီးရဲ့ gravitational force ပေါ့ဆိုရပါပေါ့နော်ပုံမှန်လားကျွန်တော်တို့နေနေတော့1ရှိတာပေါ့ကားဒီ formula 1 car တွေကတော့ at least တက်တက်မောင်းနေတဲ့အချိန်တွေမှာတော့2 or 3ရှိတယ်ပေါ့လေ break နေတဲ့အချိန်မှာ4 or 5 6အဲ့လိုအနေအထားမျိုးရှိတယ်ပုံမှန်သွားနေတဲ့ accelerating အချိန်တွေမှာ2 3 4 8ဝန်းကျင်ရှိတယ် break နေလိုက်တဲ့အချိန်မှာ4 5 6အဲ့လိုအနေအထားမျိုးတွေရှိတယ် corner တွေမှာဒီ6ဝန်းကျင်6.5ကနေ9ဝန်းကျင်လောက်ထိဒါရှိတယ်ပေါ့နော်ပုံမှန်ဒီရှိနေတဲ့ gravitational force တက်ခုန6ဆိုတဲ့အရာနဲ့မြှောက်လိုက်တာအဲ့6ဆပုံများသွားတဲ့အနေအထားမျိုးအဲ့ corner တွေအဲ့ corner တွေမှာဘာဖြစ်တယ်လဲဆိုတော့လူက ဒီရာဝေးဓုတစ်ခုနဲ့ရွေးရှားနေရဆိုရင်ရွေးမြေတိုင်းရွေးလိုတဲ့ဆန္ဒရှိတယ်ပေါ့နော်ဒါကအဲဒီ Newton's first law of motion ပေါ့နော် inertia လို့လည်းကျွန်တော်ခေါ်ကြတယ်အဲ့တော့ညာဘက်ကိုကိုွေတယ်ညာဘက်ကိုကိုွေတဲ့အချိန်မှာလူရဲ့ခန္ဓာကိုယ်ကဒီတိုင်းဆက်သွားပြီးဘယ်ဘက်ကိုရှင်းကျင်တဲ့သဘောတရားမှရှိတယ်အဲ့ဒီအတွက်ကိုယ့်ရဲ့ကြွက်သားတွေကဒီဘက်ကိုဆွဲပေးရတယ်အဲ့လိုဆွဲပေးမှမျက်လုံးရောဒီကိုွေတဲ့ဟာတွေအရာအလုံးကဒီဘက်ညာဘက်လိုင်းအောင်လိုက်မှာပေါ့နော်အဲ့ဒီအတွက် ညာဘက်ကြော်သားလေ့ကျင့်ရတယ် driver စီကအဲ့ဒီအတွက် level ကိုဒီပြင်းထန်တဲ့ကျိုးတွေနဲ့ဆွဲပြီးတော့ကျွန်တော်တို့လေ့ကျင့်တာကိုမြင်မှုကြလိမ့်မယ်ဒါကဒီ level neck ကြော်သားတွေအရန်အရန်အရေးပါတယ် F1 မှာအဲ့ဒီအတွက်လေ့ကျင့်ကြတာပေါ့နော်ဒါကညာဘက်ကိုလေ့ကျင့်တာလားများတာဖြစ်တဲ့အတွက်ဘယ်ဘက်ကိုလေ့ကျင့်တာလဲပုံနေတယ်အခုဒီလိုမျိုးဘယ်ဘက်ကိုများတဲ့ queen နေမှာဆိုရင်ပို့ပေမယ်နဲ့ဒါက fatigue နဲ့ဆိုင်တဲ့ဒီ queen ရဲ့နောက်ထပ်မာယာတစ်ခုဖြစ်တယ်ပေါ့နော် qualifying မှာတော့ဒီ queen မှာနောက်ထပ်ပြဿနာတစ်ခုထွက်တယ်ဘာလဲဆိုတော့အဲ့ဒီ ဒီ sprint မဲ့ qualifying ရှိနေတဲ့နေ့က tricky ကိုဖြစ်နေတာဂျာတီဥဒူအရာကိုလေအရာကိုလေရအမျိုးမျိုးတိုက်တယ် cross wind တွေရောတေးဝင်းတွေရောဖြစ်နေခဲ့တယ်ဆိုပြီးတော့ driver တွေရဲ့ပြောစကားအရာရောဒီ weather forecaster တွေရဲ့တင်ပြမှုအရာကိုကျွန်တော်တို့သိရှိရတယ်ပေါ့နော်အဲ့တော့အဲ့ဒီဟာတွေရေပြီးတော့ဒီ queen မှာစတင်တဲ့တာယာတွေမှာလည်းပြဿနာတက်ခဲ့တယ်ကားအတော်များများကပြဿနာတက်ခဲ့တယ်မတက်တာက McLaren ပဲရှိတယ် McLaren ကအကောင်းဆုံးဆက်ဆောင်နိုင်ခဲ့တယ်အဲ့တော့အဲ့ကားပြဿနာတက်နေတဲ့အချိန်မှာဘာသွားဖြစ်တယ်လဲဆိုတော့ Verstappen Q1 မှာထွက်လိုက်ကြတာဖြစ်သွားတယ်ပေါ့ဒါဟာသူ့ကစားသမားဘုရားပထမအဆုံး Q1 ကထွက်လိုက်ရခြင်းဖြစ်တယ်ဖာစာဘန်အနေနဲ့ဒီ sprint race မှာတဲကသူဟာ grip မရှိဘူး grip မရှိဘူးဆိုပြီးပြောနေခရစ်ဆိုတာကုတ်အားပေါ့နော်ကုတ်အားသိမ့်မရှိဘူးဆိုပြီးပြောနေပြောမယ်ဆိုရင်တော့ tire temperature ကလိုအပ်တဲ့အနေအထားဒီ queen ကိုအကောင်းဆုံး traction တစ်ခုနဲ့မောင်းနိုင်တဲ့အနေအထားကိုမရရှိနေဘူးဒါက Verstappen နဲ့ဘာမှလုပ်လို့မရဘူးအသင်းကလည်းဘာမှလုပ်လို့မရဘူးတချို့အခြေအနေတွေမှာဒီလိုမျိုးဖြစ်တတ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီဖြစ်ရကအဲ့ဒီနေ့မှာဖြစ်ခဲ့တယ် အဲ့ဒီမှာဖြစ်ခဲ့တဲ့အခါမှာ Verstappen အနေနဲ့ Q1 ကိုမောင်းတဲ့အခါမှာပထမတစ်ကြိမ် first try မှာလေလုံးဝအဆင်မပြေခဲ့ဘူးဒုတိယကြိမ် try တော့လေလုံးဝအဆင်မပြေခဲ့ပဲနဲ့သူ့ရဲ့ပထမအဆုံး Q1 ကထွက်ခွာရခြင်းဖြစ်ခဲ့တယ်ဒါကအင်မတန်မှနစ်နာတယ်ဘာလို့လဲဆိုတော့ Verstappen ကသူ Toro Rosso နဲ့စတင်တဲ့အချိန်မှာတော့ Q1 ကနေထွက်ခဲ့ရတာမရှိဘူးအဲ့တော့သူ့တော်တော်တာအဆိုင်ထိစရာပဲဒါပေမဲ့ Verstappen ဘာမှလုပ်လို့မရခဲ့ဘူးတာယာကိုကမှန်ကန်တဲ့ temperature ကိုမရောက်ရှိပဲနဲ့ ဒီလိုအပ်တဲ့စွမ်းဆောင်ရည်ကိုလုံးဝမပြနိုင်ခဲ့တာဖြစ်တယ်။သူတရားထဲတော့မဟုတ်ဘူးတခြားသော driver တွေလည်းစွမ်းဆောင်ရည်ကျဆင်းမှုတွေကိုကြုံတွေ့ခဲ့ရတယ်။အဲ့ဒီထဲမှာတော့အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တာကထုံးစံတိုင်း Lando Norris Lando Norris ကလည်းဒီသူ Q3 အချိန်တွေမှာပေါ့နော်ပထမဦးဆုံးအနေနဲ့ try လုပ်တဲ့အချိန်မှာလုံးဝချော်ထွက်သွားတာတစ်ချိန်ဖြစ်ခဲ့တယ်။နောက်ပိုင်းမှာတော့သူ comeback ြန်လာခဲ့ပြီးတော့နောက်ထပ် try မှာပေါ့နော် come back ပြန်လာခဲ့ပြီးတော့သူ full position ရသွားတယ်အဲ့အရှိမှာတော့ Leclerc ကယူထားခဲ့တာ Leclerc ရဲ့အရှိမှာကတော့ PSV ယူထားခဲ့တာ PSV ကအကောင်းဆုံးစတင်မောင်းနေနိုင်ခဲ့ပြီးတော့ professional pole ကိုရရှိထားခဲ့တယ် Lando Norris ကအဲ့ဒါကိုကြော်ပြတ်ခဲ့တာဖြစ်တယ်အဲဒီ PSV အနေနဲ့နောက်ထပ်တစ်ဖန်ပြန်ပြီး come back လုပ်နိုင်ခြင်းမရှိခဲ့ဘူးပြီးတော့အကောင်းဆုံးမောင်းနေသွားခဲ့တာတော့ Antonelli F1 website ကတင်ပေးထားတဲ့ဒီ video မှာဆိုရင်တော့ အရင်ဆက်လို့ရှာဖို့ကောင်းတယ်ဒီကာနစီပေါ့နော်အပြီးဒီအစောပိုင်းကလေးကတော့လန်ဒိုနိုရစ်ကဒီ professional ဖိုးရနေပြီဒါအန်တိုနီလီကနောက် stint မှာ live ဝင်တာပေါ့နော် live ဝင်တဲ့အနေအထားမှာဒီကာနစီကိုသူတို့ကဒီနီးပညာနဲ့လုပ်ပြီးထပ်ပြလာတာပေါ့နော်ဘလောက်အထိ close ဖြစ်လဲဆိုတော့ပြသခဲ့တာဒီ setter 1 setter 2 setter 3သုံးပိုင်းစလုံးမှာအင်မတန် close ဖြစ်ခဲ့တာအောင်မြင်တွေ့ခဲ့ရတယ်ဒါကြောင့်မလို့နောက်ထပ်ရေခိုးစရာ qualifying session တွေကိုလည်းခန်းစားခဲ့ရတယ် main race ရောက်လာတယ် main race မှာလည်းဇလန်းနေရာမှာပြီးဆုံးဘူး first urban က ဒီ back of the grip မှာတာထွက်တာ ဖြစ်တဲ့အတွက်သူ့အနေနဲ့မထူတော့ဘူးသူ power unit တွေလဲဖို့အဆုံးဖြတ်ခဲ့တယ်အဲ့တော့ power unit တွေလဲတယ်ဆိုရင်ဒီရဒီမှာကသူဟာထုံးစံအတိုင်းအဲဒီပြင့်မိသွားခဲ့ပြီပေါ့နော် power unit ဆိုတာ power unit လဲမယ်ဆိုရင်အထဲမှာ component 6ခုရှိတယ်အဲ့6ခုမှာ၄ခုကအဲ၃ခုလဲလို့ရတယ်နောက်တဲ့နှစ်ခုကနှစ်ခါပဲလဲလို့ရတယ် အဲ့ဟာကိုကြော်သွားပြီးရဲဆိုတော့ဒီ grid penalty ရေးထိတယ်ဗောနော် grid penalty တွေကများသွားပြင် time penalty ထိတယ်ဗောလေအဲ့တော့ခုနလဲတဲ့ power unit တွေမှာဒါ MGUH တို့ဒါ MGUK တို့ internal combustion engine တို့ပြီးတော့ဒီ turbo charger တို့ပြီးတော့ battery တို့ပြီးတော့ electronics တို့အဲ့လို6ခုရှိတယ်ဗောနော်အဲ့တော့ battery နဲ့ electronics ကနှစ်ခေါက်ပဲလဲလို့ရတယ်တရားဒီအတွင်းမှာအကျန်တဲ့၄ခုက၃ခေါက်လဲလို့ရတယ်အဲ့ဟာထက်ကိုကြော်ပြီးတော့လဲမယ်ဆိုရင် grid penalty ထိတယ်အဲ့တော့ ီဟာက strategically ထိအောင်လုပ်လေရှိတယ်အထူးသဖြင့်ဘယ်ဂျီယံကစပါကွင်းမှာဆိုရင်ကြော်တက်ရတာလွယ်ကူတဲ့အတွက်သူတို့တွေအနေနဲ့အဲ့လိုမျိုးလဲလဲပြီးတော့နောက်ကနေအာဒီစတင်တယ်ဗောနောက်ကစတင်တယ် Verstappen လို့လို level နဲ့ Verstappen လို့လို့ကားနဲ့ကြတော့အကုန်လုံးပြတ်ကျော်သွားတယ်ဆိုတာမျိုးအဲ့လိုလုပ်ကြတယ်ဒီဘွဲမှာကကြတော့မထင်မှတ်ပဲနဲ့ Q1 ကလည်းထွက်လာရတယ်မထူး Q1 ကထွက်တယ်ဒီအစင်းဆက်ခွန်လောက်ကထွက်မယ်16လောက်ကထွက်မယ်မထူးလေအဲဒီအားလုံးပြန်လဲပြောင်းပါ unit အကုန်လဲပြီးတော့အစကနေပြန်စမယ်ဆိုတဲ့ strategy ကိုတုံးခဲ့တယ် ုံးပြီးတော့ဗက်ဆာဘန်ကပြန်ပွဲစကြတဲ့ကူကသူကအရှိမလဲပြိုင်နေကြတယ်ပြီးတော့ဒီကားတိုက်သွားတာဖြစ်ခဲ့တယ်ပေါ့နော်နောက်မှာကလည်းဗက်ဆာဘန်ကဘယ်သူမှမမြင်လိုက်တဲ့အချိန်တွေမှာကြော်ခဲ့တယ်ပေါ့နော်အမှန်တမ်းပြောရင်ကျွန်တော်ပွဲထဲမှာအဲ့ဒါကိုမမြင်ခဲ့ဘူးနောက်တော့မှဒီအချိန်ချင်းပြန်ကြည့်တော့မှကျွန်တော်မြင်ခဲ့တယ်ပေါ့နော်ဗက်ဆာဘန်ကခိုးပြီးတော့နောက်ကနေကြော်နေတာပေါ့နော် back of the grid မှာအရှိမတော့အကောင်းဆုံးမောင်းနေခဲ့တာကိုလည်းတွေ့ကြရရတယ်အန်တိုနယ်လီရဲ့ဒီမောင်းနေမှုလည်းတော်တော်လေးကောင်းတာကိုမြင်တွေ့ခဲ့ရတယ်ပေါ့နော်ပီယက်ထရီလည်းကောင်းတယ် လန်ဒိုလည်းတော်တော်ကောင်းခဲ့တာကိုကျွန်တော်တို့မြင်တွေ့ခဲ့ရဒါပေမဲ့ဒီပွဲကထုံးစံအတိုင်းပဲနောက်ထပ်မာယာလေးထပ်များသွားတယ်အဲ့ဒါကပါလဲဆိုတော့ကားတိုက်မှုဖြစ်တယ်ဗောနော်ပထမကားတိုက်ခဲ့ပြီးတော့ဘော်ဒိုလန်ဒိုထွက်ခွာသွားရတဲ့နောက်ပိုင်းမှာနောက်ဒီ safety ကဝင်တယ်ဗောနော်အဲ့တော့ဒီ virtual safety ကဝင်နေတဲ့အခြေအနေမှာ Verstappen ကတော့သူ့ရဲ့ hard tire နဲ့စတင်ထားတာမျိုးလေးရှိတယ်အဲဒီနောက်ပိုင်းပေါ့နော်နောက်မှ hard tire နဲ့စတင်တဲ့ ဥစ္စာကိုသူမီဒီယံပြောင်းခဲ့တယ်အဲ့တော့အဲ့ဖြစ်ရက်ကိုဖြစ်စေတာကကြတော့ရှေ့မှာကားတိုင်းမှုဖတ်ဖြစ်ခဲ့ပြန်တယ်အဲ့ကားတိုင်းမှုကဘာလဲဆိုတော့ Oscar Pierre 3ပါဝင်တယ် Kimmy Antonelli ပါဝင်တယ် Lick Lee ပါဝင်တယ် Lick Lee ကတော့ကန်ဆိုးစွာပဲနေရန်နဲ့မိတ်ဆက်သွားခဲ့ပြီးတော့ဘိန်းသုံးဘိန်းနဲ့မောင်းရတာဖြစ်သွားတယ်ထွက်လိုက်ကြတယ်ပေါ့နော်တော်တော်လေးတော့ကန်ဆိုးတယ် Lick Lee တော်တော်လေးကန်ဆိုးတယ်သူကတော့ Antonelli တို့ PSG တို့ကိုအပြစ်မတင်ဘူး PSG ကိုအပြစ်မတင်ဘူးလို့ပြောသွားတယ်တကယ်တော့ အန်တိုနယ်လီလည်းအပြစ်မကင်းဘူးဒီဟာကလမ်းကျဉ်းအနေအထားတစ်ခုမှာသူတို့ဒီပထမကားအဲဒီ type ပြီးတဲ့အချိန်မှာသူတို့ပြန်ပြီး reset ပြန်လုပ်တယ်ဗောနော reset ပြန်လုပ်တဲ့အချိန်မှာသူတို့ထွက်ကြတယ်လန်ဒိုကတော့ရှေ့ရနေဝူးဝူးဆိုပြီးမောင်းသွားတယ်နောက်မှဒီအစင်လိုက်မောင်းနေကြတယ်အန်တိုနယ်လီတို့လစ်ကလဲတို့ PSG တို့ရှိတယ်ဗောနော PSG ကကြော်တက်ဖို့စူးစားတယ်အန်တိုနယ်လီရဲ့ကားကခုနကားကြီးဘင်းကလစ်ကလဲကောဒီဘက်ကအော်စကာ PSG ရောထက်နှီးနေတဲ့အချိန်မှာနှီးနေပြီးတော့သူဒီ၃ယောက်က တတန်းနဲ့လို့ဖြစ်သွားတယ်အဲ့ဒီအခြေအနေမှာအဲဒီအန်တိုနယ်လီကတော့နောက်ပိုင်းမှာဒီ race အပြီးမှာတော့သူပြောပြခဲ့တယ်ပေါ့နော် तू ကနှစ်ဖက်လုံး space ပေးရတာပေါ့နော်အဲ့တော့ space ပေးတဲ့အခါမှာ तू က तू ထည့်ပြောသွားတဲ့နေရာမှာတော့ तू က leg lane ကို space ပေးတယ်ဆိုတဲ့အကြောင်းပြောတယ်ပြီးတော့ဒီဘက်ကလည်း PSG ကကြော်ထပ်ဖို့စူးစမ်းတယ်အဲ့တော့ဒီလိုမျိုး၃စီးတပြိုင်တည်းအခြေအနေမှာတော့ခက်ခဲခဲ့ပြီးတော့ဒီလိုမျိုးဖြစ်တတ်တယ်ပေါ့နော် तू ကတော့အဲ့လိုမျိုးပြောသွားတယ်ဒါကလည်းအမှန်ပဲအဲ Oscar PSG ကတော့အဲ့သူ့ရဲ့ဒီဂျားထဲမှာဝင်ပြီးတော့ तू ကသူလည်းလုံးလို့မရတော့လုံးဝပိတ်မိသွားတယ် lock ဖြစ်သွားတယ် ပြီးတော့ခင်မီအန်တိုနယ်လီကိုအသာလေး push လုပ်မိလိုက်တယ်ခင်မီအန်တိုနယ်လီကထပ်ပြီးတော့ Leclerc ကို push တယ် Leclerc wide ဖြစ်သွားပြီးတော့ဘိန်းကျော်ထွက်သွားတယ်ပေါ့နော်အဲ့တော့ဒီအနေအထားကပြန်ပွဲကိုအများကြီးတက်ရောက်ခင်းတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီ crash ဖြစ်ခဲ့တဲ့ဖြစ်စဉ်ကြောင့် Oscar Piastri က10 second penalty ထိသွားခဲ့တယ်ပေါ့နော်ဒါကတော့သူပြီးတဲ့ pit lane နဲ့ဝင်တဲ့အချိန်ဒီမှာဒီ penalty ကိုသူအနေနဲ့ကြာခံခဲ့ရတယ်ပေါ့လေခင်မီအန်တိုနယ်လီကတော့ဘာဖြစ်တယ်မှာစာမှတ်ခင်ရခြင်းတော့မရှိဘူး သူ့အနေနဲ့ကားတော့နည်းနည်းလေးထိခိုင်းပြီးသွားတယ်ဆိုပြီးတော့နောက်ပိုင်းမှာ Mercedes ရဲ့တာဝန်ရှိသူတွေပြောကြခဲ့တယ်ပေါ့နော်အဲ့တော့ဒါကလည်းနောက်ထပ် major change တစ်ခုအဲ့အခြေအနေမှာ Verstappen ကသူ့ဒီပွဲကိုဟာတာယာနဲ့ပွဲထွက်လာခဲ့တယ်မတူ VSC ဖြစ်နေတဲ့ Virtual Safety Car ဖြစ်နေတဲ့အချိန်မှာသူပတဲဝင်ပြီးတော့သူလဲခဲ့တယ်တကယ်တော့လဲခြင်းလို့လည်းမဟုတ်ဘူးသူ့တာယာပန်ချောဖြစ်သွားလို့ရှေ့ကကားတိုက်ထားတဲ့အနေထားမှာဒီ debris တွေပေါ့နော်ဒီအပိုင်းအဆတွေအမိုက်တွေအဲ့အမိုက်တွေပေါ်မှာဒီ Verstappen ထိမိခဲ့ပြီးတော့သူ့ တာယာပန်ချောတာယာပောက်ခဲ့တယ်ပေါ့နော်တာယာအထိခိုက်ဖြစ်ခဲ့တယ်လူးဆာမီတန်ကတော့အဲဒီ floor unit ပေါ့နော်ကားရဲ့အောက်ပိုင်းအနေထားဒီမှာထိခိုက်မှုတွေရှိခဲ့ပြီးတော့ lap 38မှာအနားယူလိုက်ကြတယ်ပေါ့လေအဲ့တော့ Verstappen ကလည်းအဲဒီမတင်မဲ့ပဲနဲ့အဲ့ VSC အခြေအနေမှာ median tire ကိုလဲလိုက်ရခြင်းကသူ့ကိုတစည်းပြီးတစည်းကြော်လွန်အောင်လုပ်နိုင်ခဲ့တယ်အဲ့တော့သူဝင်တဲ့အချိန်ကဒါခွန်၈လက်ခွန်၈လောက်အနေထားမျိုးမှာ Verstappen ကဒါ median tire ကိုလဲခဲ့တယ်ပေါ့နော်အဲ့တော့သူက median နဲ့သူ့ median new အဲ့ new media ကြီးနဲ့ तू ကလိုက်ပြီး attack လုပ်ပဲအချိန်ကျန်တဲ့ကာသမားကြီးကကြတော့အဲ့လိုမျိုးမဝင်ထားရအောင်ပေါ့နော်သူတိုက်ခိုက်မဲ့ကစားသမားအများစုကမဝင်ထားရအောင်မဝင်ထားရတဲ့အချိန်ဒီမှာမောင်းရင်မောင်းရင်နဲ့ဒီ race ရဲ့ point တစ်ခုကိုရောက်လာတဲ့အချိန်ဒီအဲ့အချိန်ဒီမှာဒီတခြားသောကားတွေအနေနဲ့သူတို့ရဲ့ tire တွေကဝဲတော့ဖြစ်လာပြီ Verstappen ကကြတော့ median နဲ့အကောင်းဆုံးအနေထားကိုသူကရောက်လာပြီပေါ့နော်ရောက်လာပြီးတော့သူလိုက်ပြီး attack လုပ်တယ်ဒဇီဘီဒဇီဘီဒဇီဘီကိုကျော်သွားတယ်တော်တော်လေးပြောင်ပြောင်တဲ့စွမ်းဆောင်ရေလို့ကျွန်တော်တို့သတ်မှတ်ရလိမ့်မယ် ို့အနေနဲ့ဒီနံပါတ်2လောက်ထိကိုရောက်သွားနိုင်တဲ့အာဒီစွမ်းဆောင်ရည်မျိုးကိုပြသခဲ့တယ်ဗောနော်အဲ့တော့အရှိရကစားသမားရဲ့အတွက်လည်းအမ်ဘယ်လိုပြောမလဲအရန်အာရုံနောက်တာဗောဗက်ဆာပန်ဖြစ်နေရလိုက်တာကသူ့ရဲ့မီဒီယံကြီးကလည်းအရန်ကောင်းနေတယ်ဒီညမှာဒီတာထွက်လာတာဥမာအန်တိုနီလီယိုဆိုရင် soft နဲ့တာထွက်လာတာအဲ့တော့ soft ကဒီ lap 20လောက်ထိပဲခံတယ်ဒါက sprint race ကဒီမှတ်တမ်းကိုယူပြီးတော့ဒီကားဘိုင်းဆိုင်ရာတာဝန်ရှိသူတွေကပြောထားတာဗောနော် lap 20လောက်ပဲခံတယ် soft tire အဲ့တော့ kimiano nelly ဆိုရင်ဒါတိုင်ပတ်ပြီး ူလဲရတော့မယ်ဆော့ဒီ20ကျော်ရမ်းနဲ့သူလဲရလာမယ်မလဲရင်တာယာဝဲရောက်ဖြစ်ပြီးသူ့ရဲ့အချိန်တွေဆုံးရှုံးမှာအဲ့လိုအချိန်တွေမျိုးဟိုးရှိကဥဆောင်နေတဲ့ဒါလန်ဒိုတို့ပြီးတော့ဒီနောက်ထပ်ကွန်နန်တာတရားဖြစ်တဲ့ PSG တို့သူတို့လည်းဘယ်လိုတာယာနဲ့သွားရမလဲဆိုတာဒီလောက် tricky ဖြစ်တဲ့ဒီ circuit ပေါ်မှာခေါင်းစားရတယ်ပေါ့နော်ဒါပေမဲ့ McLaren ကဒီသူ့ရဲ့အစီအမံတွေကိုအကောင်းဆုံးဒါချနိုင်ခဲ့တယ် PS3 ကတော့ Dan Sack penalty ထိခဲ့တဲ့အတွက်တော့သူနောက်ပြီးတော့ပြန်ရောက်သွားတယ်ပေါ့နော် Verstappen ကဒါတောက်လျှောက်သူကြော်သွားခဲ့ပြီးတော့ဒီ race ရဲ့ point တစ်ခုရောက်တဲ့အချိန်မှာဗောနော်သူဒီခွနစ်မှာဝင်တယ်ပြီးတော့နောက်ထပ် lap 34မှာသူဝင်တယ် median tire ထပ်လဲတယ် median tire ထပ်လဲပြီးတော့ဒီ54အထိသူမောင်းခဲ့တယ်ဗောနော်ပြောမယ်ဆို34ရက်နဲ့54 lap 20အထိ median နဲ့ထပ်မောင်းခဲ့တယ်ဒီ3 pit stop ဖြစ်သွားတာဗောနော် Lando Norris တို့ PS3 တို့တခြားကစားသမားတွေထိပ်ပန်းတဲ့ခြားကစားသမားတွေကတော့အားလုံး2 pit stop ပဲအသုံးပြုခဲ့တာဗောလေအဲ့တော့ Lando Norris က lap 30မှာ median tire ကိုဒါနောက်ထပ်ထပ်လဲတယ် Lando Norris အနေနဲ့ အဲဒီလက်30မှာ तू က soft လဲလိုက်တာအဲ့ soft ကလည်းဒါထိရောက်ခဲ့တယ် soft လဲပြီး तू မောင်းတယ်ထုံးစံတိုင်း soft ကအကြအရှည်ကြီးမခံဘူးအဲ့တော့နောက်ထပ်ဒီအပတ်20ကြာတဲ့အချိန်အပတ်90မှာ तू median ထက်လဲတယ်အဲ့ point ကဒီပွဲရဲ့လုံးဝ legendary radio line တစ်ခုကိုကျွန်တော်တို့ကိုပေါ်ဆောင်ပေးခဲ့တယ်ဗောနော်အဲ့ဒါကပါလဲဆိုတော့ red bull ရဲ့ပစ်ထဲကလှမ်းပြောတာဗောနော် mass versus ဘယ်မင်းကဒီ race ရဲ့ leader ဖြစ်နေပြီဗောနော်အဲ့တော့အားအသင်းစရာကြီးဟို character ရထွက်လာတဲ့ဒီပစ်လိန်ကထွက်တဲ့ ကားဟာအခုချိန်မှာတော့51မောင်းတဲ့အချိန်မှာတော့ तू risk leader ဖြစ်နေခဲ့ပြီဒါအလုံးက marvelous ဆိုအောင်ဖြစ်တယ်ဒါပေမဲ့လေမတက်နိုင်ဘူး तू နောက်ထပ်အနည်းငယ်လေးဆက်မောင်းပြီးတော့ तू grid မရှိတော့ तू တာယာလဲမှရတော့မယ်ဆိုတဲ့အနေအထားအသင်းကလည်းဒါနဲ့ timing ပြီးတော့တို့ဒါကိုဆုံးဖြတ်ချက်ချလိုက်တယ်ပြောမဆိုရင်ငါတို့ဘာမှဆုံးရှုံးစရာမရှိဘူးငါတို့ဒီလောက်ထိရောက်လာပြီအဲ့တော့ငါတို့ gamble လုပ်ကြမယ်အဲ့ဒီတော့ तू soft tire ကိုလဲလိုက်တယ် 54မှာ software ရအောင်လဲပြီးတော့အဲဟာနဲ့ light mount နဲ့ light mount နဲ့အခါမှာ Russell ကိုကြော်သွားတဲ့ဒီကြော်တက်ချက်ကတော့အရန်ကိုသဘောကျဖို့ကောင်းခဲ့တယ်ပေါ့နော်ဟိုဒီသူတို့နေရာပြန်ဆိုင်မှုအရန်လှပါခဲ့တယ်ဒါပေမဲ့ Antonelli ကိုကြော်ဖို့အတွက်တော့မလုံလောက်ခဲ့ဘူးဘာလို့လဲဆိုတော့ဒီပြိုင်ကွင်းကဒါ80 lap ရှိတာပေါ့နော်အဲ့တော့54ကလည်းကျွန်တော်တို့တွက်မယ်ဆိုရင်54 64 84ဆိုရင်ဒါအပတ်20ပြည့်ပြီပေါ့လေအဲ့တော့80 18 lap ပဲရှိတာပေါ့နော်အဲ့တော့နောက်ထပ်18 lap ကျန်တဲ့အချိန်မှာသူ့ရဲ့ soft ကဒီလုံလောက်လောက် ကြာလာနဲ့အမြကတ်လာနဲ့အမြနောက်ထပ်တစ်ပတ်ကြာလေတစ်ပတ်ကြာလေမမီတော့ဘူးဖြစ်လာခဲ့တယ်ပေါ့နော်တကယ်တော့တချို့ကလည်းနောက်ထပ်၃ပတ်လောက်ဆက်ပြန်ရင်ဗက်စတာပန်ကျော်တက်နိုင်တယ်လို့ထင်ကြတယ်ဒါပေမဲ့အချက်အလက်တွေကြာလို့ကျော်တက်နိုင်ချေတိတ်မရှိဘူးမကျော်တက်နိုင်ဘူးပဲများတယ်ပေါ့နော်ဘာလို့လဲဆိုတော့တာဒက်ကိုရက်ဒေးရှင်းကဒီသူ့ရဲ့လက်ကျန် soft ကပုံမြင့်နေလို့ကျန်တဲ့ကစားသမားတွေကတော့ဒါမီဒီယံနဲ့မောင်းနေတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီပြိုင်ပွဲကိုလန်ဒွန်နိုရစ်ကတော့လုံးဝ clean ဖြစ်ဖြစ်နဲ့အနိုင်ရရှိခဲ့တယ်အန်တိုနယ်လီကလည်းသူ့ရဲ့ အမြင့်ဆုံး P2 စွမ်းဆောင်ရည်ကိုရရှိခဲ့တယ်ပြသခဲ့တယ်ဒီဘက်မှာသူမောင်းသွားတာလုံးဝ perfect တော်တော်လေးကောင်းမှန်တယ်တော်တော်လေးရဲရင်တယ်တော်တော်လေးတည်ငြိမ်တယ်ပြီးတော့သူ့အတွက်အားသာချက်တစ်ခုကနောက်က Verstappen line နေတယ် Verstappen က dirty ကနေလိုက်ရတာဖြစ်ပြီးတော့ Kimi Antonelli အတွက်ကြတော့ရှေ့ရလန်ဒို Norris က away ရနေမောင်းနေတယ်အဲဒီတော့သူ့အတွက်က clean air ဖြစ်နေခဲ့တယ် clean air အခြေအနေကြောင့်လည်း Antonelli အကြောမခံခဲ့ရဘူးလို့ပြောနိုင်တယ်ဘလို့ပဲဖြစ်ဖြစ်ဒီ P2 ကအရင်သဘောကျအကြဖို့ကောင်းတဲ့ P2 ဖြစ်တယ် Verstappen ကတော့ နောက်ထပ် Marvelous Swansaw ကိုပြသခဲ့ပြီး P3 ရရှိခဲ့တဲ့ Podium ဝင်ခဲ့တယ်။ဘလောက်ထိကြောက်ဖို့ကောင်းသလဲဆိုတာကိုပြောခဲ့ပြီးတော့အဲ Landon Norris ကတော့ Verstappen အတာကိုရှော့မပေးသေးဘူးဆိုတဲ့အနေအထားမျိုးဟိုတွေ့မြင်ခဲ့ရတယ်ပေါ့နော် PS3 အတွက်ကတော့ထိုးနှက်ချက်ကြီးတဲ့ပြိုင်ပွဲဖြစ်ခဲ့တယ်။အဲ့တော့ Lolo Se Driver Standing မှာဆိုရင်ထိပ်ဆုံးက Lando Norris ဥဆောင်နေတဲ့အမှတ်390နဲ့သူ့နောက်မှာ PS3 ရှိတယ်24မှတ်กว่าနေတယ်ပြီးတော့ အဲနောက်မှာတော့ Verstappen ရှိတယ်ပေါ့နော် Lando Norris နဲ့ဆိုရင်46မှတ်กว่าဟနေတယ်ပြောမဆို Verstappen က341မှတ်ပဲရရှိထားတယ်ပေါ့နော်အဲ့ပွဲကတိတ်မကြံတော့တဲ့အနေအထားမှာတော့ Verstappen လူကစားသမားတော်သူလက်လျှော့တဲ့စကားမျိုးပြောနေပြီဒါပေမဲ့လက်လျှော့တာကမာယာဖြစ်နိုင်တယ်ပေါ့နော်သူဘယ်လောက်ထိကြောက်ဖို့ကောင်းလဲဆိုတာဒီနေ့ပွဲမှာလည်းဆက်ပြခဲ့တယ်ပြီးတော့သူ့ရဲ့ new power unit ရဲ့စွမ်းဆောင်ရည်ကလည်းကြောက်ဖို့ကောင်းလာကိုမြင်တွေ့ခဲ့ရတယ်ပြီးတော့ဒီနေ့ပွဲမှာနောက်ထပ် mention လုပ်ရမှာက George Russell ကျောင်းဆရာဆရာတော့ပြောသွားတယ်သူမှာ brake ပြဿနာဖြစ်နေတယ် brake temperature ပြဿနာတက်နေရယ်ဆိုပြီးသူပြောသွားတယ်တကယ်လည်းမင်္ဂလာငယ်လို့သိရတယ်ဗောနော် Verstappen ကတော့တရားကိုအကောင်းဆုံးအသုံးချပြီးတော့ Podium ဒါဝင်နိုင်ခဲ့တယ်ဗောနောက်ထပ်အရန်ကောင်းတဲ့ကစားသမားတွေအဖြစ်ကတော့အမ်နောက်က Oliver Perman တို့ဒီကစားသမားတွေကလည်းလုံးဝတပွဲလုံးအကောင်းဆုံးမောင်းနိုင်ခဲ့တာကိုတွေ့ရတယ် Liam Lawson လည်းဒီအမှတ်ကောင်းတဲ့အမှတ်ကိုဒါရရှိနိုင်ခဲ့တယ်ဗောနော် Perman ကတော့6ရခဲ့တယ်အားလုံးအတွက်ဒီ Leclerc တို့ ဟာမီဒန်တို့အတွက်ကတော့ဒါဒီနောက်ထပ် double DNF ပေါ့နော်ဒီပွဲကိုတင်းတော့ finish အဆုံးမတက်နိုင်ခဲ့ဘူးဟာမီဒန်က floor damage ဖြစ်သွားတယ်လစ်ကလေးကတော့တိုက်ခံခဲ့ရတဲ့အတွက်မပြောဖို့ကောင်းပါလေလစ်ကလေးအနေနဲ့ဒီပြိုင်ပွဲမှာစွမ်းဆောင်ရင်ကောင်းပြနိုင်လောက်တယ်ပြဖို့တာဆူနေတယ်ဒါပေမဲ့အဲ့လိုပဲတိုက်ခံလိုက်ရရင်လစ်ကလေးပဲဖြစ်နေတာကတော့သူ့ရဲ့ကန်ဆိုးမှုပဲဖြစ်တယ်ထုံးစံအတိုင်း Brazil Grand Prix က drama တွေကိုစစ်လို့ရှားကြတယ်ကိုအပြည့်ကိုယူဆောင်လာပေးခဲ့တယ် ဒီ race craft ပေါ့နော်တကယ်မောင်းနေတဲ့အခြေအနေမှာတကယ်ပညာကန်းတွေကိုလည်းမြင်တွေ့ခဲ့ရတယ်အထူးသဖြင့် Verstappen ရဲ့ legendary drive တစ်ခုကိုလည်းမြင်တွေ့ခဲ့ရတယ်မနစ်ကလာတော့ legendary မဖြစ်ဘူးခု2016လောက်ကလာ legendary ဖြစ်မှာလည်းဖြစ်မယ်ဒါပေမဲ့နောက်ထပ်အမှတ်ရစွာကောင်းတဲ့ပြိုင်ပွဲတစ်ပွဲအဖြစ်ရှိနေအောင်သေးကြတယ်ဒီပြိုင်ပွဲရဲ့ရလတ်တွေက Lando Norris ကိုအနည်းငယ်လေးတော့ favor ဖြစ်သွားစေခဲ့တယ်ပေါ့နော်ရလတ်အပြင်ဒါပေမဲ့ Lando Norris ရဲ့စွမ်းဆောင်ရည်ကိုလည်းကျွန်တော်တို့အတိမတ်ပြုလို့အတိမတ်မပြုလို့မရဘူး ဒီ race weekend တခုလုံးသူကတည်တည်ငြိမ်ငြိမ်နဲ့ဆွမ်းဆောင်ပြသွားခဲ့ပြီးတော့ကျွန်တော်မျက်လုံးထဲမှာမထွက်တာကတော့ sprint race မှာသူရေးတွေကိုဖွာခနဲ့ဖြစ်အောင်လှုပ်သွားတယ်မောင်းနေမှုကလည်းပြောမယ်ဆိုရင်တော့ကျွန်တော်တို့ဘောလုံးမှာပြောတဲ့စကားနဲ့ပြောမယ်ဆိုရင်တော့ daddy ax ပေါ့နော်အဲ daddy ax လေးလှုပ်သွားတယ်လို့အဲဒီတင်စားကျင်တယ်ပေါ့နော်ဘာတကယ်လှုပ်တာလားမတော်တဆလားဒါလည်းတော့ကျွန်တော်တို့ဟိုဆွဆွဲလို့ပဲရမယ်အမှန်းစားလို့ပဲရမယ်ဖြစ် ပြီးတော့တတ်တည်ပြလို့ရနိုင်တဲ့အရာတော့မဟုတ်ဘူးလို့ပြောရပါလိမ့်မယ် เนาะบราซิล Grand Prix ရဲ့ review လေးကိုဒီနေရာမှာပဲပိတ်သိမ်းခြင်းပါတယ်ကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ